ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်နေကြတဲ့ဗပပကြီးပေါ့ဥမင်း online အခုကျွန်တော်တို့ Belarus ကိုရောက်နေ Belarus နဲ့အခုဆိုလို့ရှိရင်ပူးပေါင်းဆောင်ရွက်ပြီးတော့ legal စနစ်တွေမကြငင်လာတော့မယ်เนาะအဲ့တော့ Belarus ကပူးပေါင်းဆောင်ရွက်မှုကြောင့်မြန်မာဥမင်း online လည်းမကြပါဘူးလို့စစ်တပ်ကိုခင်ဗျားတို့ကြမကြမယ်မထင်နဲ့ခင်ဗျားတို့အချိန်တိုင်းခင်ဗျားတို့နောက်ဆုတ်သွားရမှာစစ်တပ်ကကောင်းကောင်းထိန်းထားနိုင်တယ်เนาะရဟိုင်းပြည်နယ်ကောင်း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 ထိန်းထားနိုင်တယ်အခုလောလောဆယ်ခင်ဗျားတို့ခဏလွတ်ထားတာပဲရှိနေတယ် လိုချင်ကျွန်တော်ပြောပြရခိုင်ပြည်ကအလွယ်ဆုံးเนาะရခိုင်ပြည်ကအလွယ်ဆုံးရခိုင်ပြည်ကမြို့တွေကတောင်တောင်ဘယ်လိုကမ်းလဲအကြီးကြီးမားမားလေးရှိတာမဟုတ်ဘူးเนาะရခိုင်ပြည်ကမြို့မြို့တွေကမြန်မာပြည်ကရွာကြီးတွေအားလည်းရှိတဲ့အဆင့်เนาะအဲ့ဒါကိုသူတို့ဘာဆိုတာမသိတဲ့အေအေကလိုက်တိုက်နေတာဖြစ်တယ်เนาะအချိန်တိုင်းပြန်ယူလိုက်မယ်ဒါမှမဟုတ်ရှိတာပေါ့ဒီနေရာမှာတော့တတိယရှိဖို့လိုတာပေါ့ဘာဘာကြီးတတိနဲ့တော့လွယ်မလွယ်တော့မသိဘူးဗျာเนาะ ဘီလော့ခ်ကစစ်ပြက်နည်းပညာတွေရလာနိုင်မှာကမဟာတေချာတာပေါ့ဘီလော့စ်ခီးစင်မှာစစ်ပြက်နည်းပညာတွေရလာနိုင်တယ်ပူပေါင်းဆောင်ရွက်မှုတွေရလာနိုင်တယ်ဘီလော့စ်ကမြန်မာကိုလုံးဝကူညီမှာအဲမြန်မာပတ်စံရှိဖို့လိုတယ်မြန်မာပတ်စံဘယ်ရရမလဲဆိုကြောက်ဖြူမကြရင်ပတ်စံတွေရနိုင်မှာနော်အဲဘယ်လိုခမ်းအဓိကတော့ပတ်စံလဲလိုတာဟုတ်နော်နောက်တစ်ခုကတော့မိတ်ဖက်ပေါ့နော်မြန်မာဆိုတာနိုင်ငံတနိုင်ငံနိုင်ငံတနိုင်ငံရဖို့ဆိုတာသူတို့တက်လည်းမလွယ်ဘူးဘာကြောင့်ကဘာကြီးကအချမ်းလိုက်ကွဲနေတဲ့အချိန်မှာမိတ်ဖက်နိုင်ငံတခုတိုးတာဟာဘီလော့စ်ကအတွက်ကလည်း အဲကောင်းတဲ့လက္ခဏာတစ်ခုပေါ့နော်အဲ့တော့အဲ့တော့အဲစည်ရင်းဤပညာတွေအများကြီးရလာနိုင်ပါတယ်နော်နောက်တစ်ခါပညာရေးပူပေါင်းဆောင်ရွက်မှုတွေအများကြီးရလာနိုင်တယ်စီးပွားရေးပူပေါင်းဆောင်ရွက်မှုတွေအများကြီးရလာနိုင်တယ်နော်ဘီလာရုစ်ကလည်းပြောမယ်ဆိုရင်အရေးချင်းရှိပြီးတော့အဆင့်မြင့်တဲ့နိုင်ငံတစ်ခုပါစိုက်ပျိုးရေးနဲ့ပူပေါင်းဆောင်ရွက်မှုတွေအများကြီးရလာနိုင်ပါတယ်နော်ရွေးကောက်ပွဲလုပ်เสียမလို့ပါဘူးတဲ့အဘပဲသမနာဖြစ်အောင်လုပ်မယ်ဆိုတာသိနေတယ် အဲ့သူတမနာဖြစ်ဖို့လမ်းကြောင်းအောင်လည်းရှိနေတာဒါမှသူလုံးလုံးတော့မသိဘူးနော်သူ့မှာလုံးဖြစ်ဖို့လမ်းကြောင်းအောင်ရှိနေတယ်။ဘာကြောင့်ဒီအရင်ဆုံးကာကြောက်ရာသူကလည်းထွက်ပြီးတော့အဲဒူးချုပ်ပဲဖြစ်ဖြစ်အဲဒီဟိုညှစ်ကော်ပဲဖြစ်ဖြစ်သူတို့ကိုတင်ရမယ်။တင်ပြီးမှတင်ပြီးမှဟိုဂျန်နဲ့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အဲ့ဒီ25ရာခိုင်နှုန်းကနော်ကာဝေးဦးစီးချုပ်နဲ့25ရာခိုင်နှုန်းကရွေးချယ်ပေးတဲ့ဒီသူ့တမနာလောင်းဆိုတော့တမနာတမနာရွေးချယ်ရေးအုပ်စုကနေပြီးတော့သူတို့ကိုအဲတမနာရွေးချယ်မယ် အဲရွေးချယ်တဲ့အခါမှာအမှတ်များဆုံးကရမယ်ပေါ့ဗျာနော်အဲ့ဒါသူသမလားဖြစ်ဖို့လမ်းကြောင်းကအဲ့လမ်းကြောင်းရှိနေတယ်သူသုံးမသုံးတော့မသိဘူးစစ်ပြေးများလာခြင်းကဘလို့အခြေအနေကြောင့်ဖြစ်လာနိုင်တယ်ကောမာစစ်ပြေးများလာနိုင်တဲ့အခြေအနေကအကြောင်းရင်းကမျိုးမျိုးရှိတယ်နော်အဲဘလို့ခေါမစစ်တက်ထဲကိုဝင်နေပေါ့နော်အခုဆိုကျွန်တော်ကစစ်တက်နဲ့ပတ်သက်ပြီးတော့ဝေဖန်တဲ့အတွက်ကြောင့်မလို့စစ်တက်ကစစ်သားတွေကလည်းကျွန်တော်ကိုတချို့ဆဲဆူလာတယ်တွေ့ပါတယ်နော်ဒါဒါလည်းဘာမှမဖြစ်ပါဘူး တော့စစ်တပ်တက်တက်လုံးကကျွန်တော်ချစ်ရမယ်လို့တော့ကျွန်တော်မမျှော်လင့်ဘူးကျွန်တော်ဒါပေမဲ့တော့အဲကျွန်တော်အကောင်းဆုံးတော့ဟိုစစ်တပ်တက်ဘာပဲပြောပါဆန်းတော့ကျွန်တော်ပြောသလိုစစ်တပ်ကိုပြောတဲ့စကားလုံးနဲ့မှာကျွန်တော်ကိုယ်တိုင်နာပါတယ်လို့ကျွန်တော်ပြောပါရနော်ပြောတယ်ခင်ဗျားတို့ဝေဖန်ရတာလေကျွန်တော်ရဲ့ရမ်းချစ်ရတဲ့တာသမီကိုပြန်ရိုက်နေရတယ်လို့ပဲနော်အရန်ချစ်ရတဲ့ညီကောင်တော်ကပြန်ရိုက်ရတယ်လို့ပဲကျွန်တော်လည်းနားတယ်နော်စိတ်လည်းမကောင်းဘူးပြောပြီးတိုင်းလည်းစိတ်မကောင်းဘူးနော်အဲ့တော့မဖြစ်မနေပြောရတာပါစစ်တပ်ကောင်းချူအလုပ်ပါနော် ဲ့တော့စစ်တပ်တွေကစစ်တပ်တွေကိုဝင်တဲ့စစ်သားကလည်းအမျိုးမျိုးရှိတယ်ဗျ။တချို့ကြတော့လေဟိုစစ်တပ်ထဲရောက်မှထမင်းဝါတဲ့သူလည်းရှိတယ်။ဒါမျိုးဝင်တဲ့စစ်သားကတဖွဲ့တော့ရှိတယ်ဒီနဲ့နော်။သူတို့ကဘယ်လိုကောင်းမဲဆိုတော့မျိုးပေါ်တော့မှတစ်ခါမှမရောက်ဘူးနော်။အဲ့လိုလူမျိုးတွေပေါ့အဲ့လိုမျိုးရွာတွေကနေပြီးတော့ဝင်လာတဲ့စစ်တီတွေလည်းရှိတယ်။တချို့ကြတော့လမ်းမင်းမှာအိတ်နေနဲ့ဆွဲစီခံလာတဲ့ရှိတယ်။အဲတချို့ကြတော့စစ်တပ်ထဲကိုဝင်တာ ပေးဆက်လို့စိတ်နဲ့ဝင်လာတဲ့အပြင်မှာလည်းလှုပ်ရှားရတယ်မဲ့ပေးဆက်ခြင်းပေးဆက်ငါတို့စစ်တပ်အတွက်ပေးဆက်မယ်ဆိုတဲ့စိတ်တက်နဲ့ဝင်လာတဲ့သူတွေရှိတယ်အဲ့တော့ဒီ၃မျိုးရှိတယ်ဟုတ်ကဲ့နော်အဲ့တော့၃မျိုးရှိတဲ့အတွက်ကြောင့်မို့လို့တော့ပါတော့လည်းပဲအခုစစ်တပ်ရဲ့ထဲမှာအဲလုံပုံကိုက်ပို့မမြတာမှုပေါ့ဗျာနော်ဟိုတနေ့ကျွန်တော်ပြောသလိုပေါ့ရာဒူးပွင့်လေးပေါ့ကိုပိုင်နံပါတ်လေးစီနီယာတပွင့်ကြီးတော်မှာဆရာလုပ်ချင်တဲ့သူကရှိတယ်အဲဒါမျိုးကြတော့လည်းအဲဂယုဆိုက်ရမယ်နော် ရာဒူးစင်စင်အုပ်ချုပ်မှုကိုတော့ကျွန်တော်နားလေတယ် အဲ့တော့ပါတော့လဲစစ်သားကသူ့စစ်ပောင်ထက်ကြော်ပြီးတော့သူလောက်အောင်အလုပ်ထက်ကြော်ပြီးတော့အောက်ခြေသိမ့်လုံနေရတယ်မဖြစ်သင့်ဘူးအဲ့အရာကိုရှာမရမယ်နော်မိမိစစ်သားကိုစစ်သားစိတ်ဝင်မှုအရေးကြီးတယ်မိမိစစ်သားကြုံစိတ်ဝင်နေလို့မရဘူးအဲ့အရာကိုစစ်သားကစစ်သားစိတ်ဝင်နေမှတာလင်စစ်တိုက်တော်မယ်စစ်သားကကြုံစိတ်ဝင်နေလို့ရှိရင်တော့သွားပြီးခင်ဗျားတို့ထမင်းချက်ဟင်းချက်နဲ့နော်မိဖို့ကြောင့်မှာပဲနေခြင်းနဲ့စိတ်ပဲပေါ်လာမယ်အဲ့ဒါဆိုတော့ခင်ဗျားတို့စစ်ပွဲကဘယ်လိုမှနိုင်မှာမဟုတ်ဘူး အစသားစသားစိတ်ဝင်လာဖို့အတွက်ဆိုလို့ရှိရင်ဘာအရေးကြီးလဲဆိုသူ့ရဲ့တာဝန်ဝတ္တရားကိုကိုကလေးစားပေးရမယ်အထက်ကအောက်ကိုလေးစားသမှုရှိရမယ်နော်အောက်ကလည်းအထက်ကိုလေးစားသမှုရှိရမယ်အေးဒါနေနဲ့အဲ့ပေါ်မှာစီမင်းဥပဒေနဲ့သွားမယ်ဘာလဲစစ်သားစစ်သားကိုတခါလဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အရာရှိအိမ်မှာခိုင်းတာလေးနော်နောက်တစ်ခုကအခုဆိုလို့ရှိရင်ဒီတချို့ပြည်သူစစ်ကောင်းဆောင်အစားအမယ်ဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီအောက်ခြေတွေကို ခိုင်းစားလာတယ်ဒါမျိုးတွေပေါ့တောက်တူမရခိုင်းလာဒါရင်မလုံးသိမ့်ဘူးခင်ဗျားတို့လက်ညှိုးကွေးဖို့စစ်ပညာတက်ဖို့လေ့ကျင့်နေရမှာတစ်ချိန်လုံးဒါမျိုးစိတ်သက်သာမှရမယ်အဲ့တော့စစ်ပြေးတွေဘာကြောင့်များလာလဲစစ်သားကိုစစ်သားလို့မဆက်ဆံတဲ့အတွက်ကြောင့်မလို့စစ်ပြေးတွေများလာခြင်းကနံပါတ်၁ချက်မနော်အဲ့ဒီမတရားမှုမမျှတမှုတွေကတခုအဲနောက်တစ်ခုကတော့ဂရိကစကားပေါ့ဗျာနော်စစ်သားတွေကိုစာချုပ်၅နှစ်ဆို၅နှစ်ပြပေးထွက်တင်တယ်အဲ့လိုမျိုးမထွက်အတွက်ကြောင့်မလို့နောက်ဆုံးပိတ်စစ်တပ်ကထွက်ပြေးကြတယ်မပြေးဘူးဆိုတာတချို့မပြေးဘူးဆိုတာအမှပဲ မပြေးရလို့မဟုတ်ဘူးနောက်မှကျန်တဲ့မိသားစုကိုစိုးရိမ်နေတဲ့ကြောင့်မလို့မပြေးတဲ့သဖြင့်ချိုးလည်းပြေးနေတာတဘုံကြီးပဲအဲ့တော့ပြေးနေရပြေးနေရပါသေးတယ်သူတွေမင်္ဂလာပါနော်အဲ့တော့တတဲဝင်ရင်းနဲ့အသေးထွက်ပဲရမယ်အရှင်ထွက်မရဘူးကဲ့အေးပေါ့အဲ့လိုမျိုးဖြစ်နေအားကြီးကလုံးဝမကြိုက်ဘူးနော်အသေးထွက်တော့လုံးဝ ကောင်းပြာဒါတော့ခင်ဗျားတို့ပြင်မြန်เนาะခင်ဗျားတို့ကအထက်ရာရှိမလို့မထွက်ချင်တာဒါပါဥမင်းအွန်လိုင်းလဲဒီ60ကျော်နေမထွက်ဘူးเนาะ65 60မကြရင်80ပြည့်တော့မထွက်ဘူးအတူကတော့မထွက်ပဲနေလို့ပြောတာဗောဗျာเนาะကျန်တဲ့စက်သားတွေကြတော့ဘယ်လိုပြောမှာလဲเนาะမြန်မာပြည်မှာဆိုမောင်းလဲထောင်နှင်းရောက်နေသေချာဗောရောက်လဲဘာမှမတက်နိုင်ရေကောက်ပွဲပြီးရင်းနဲ့စစ်ပွဲတွေနိုင်လာနိုင်လာသုံးသက်ပြီးဗောကျွန်တော်လည်းခတ်ပါဟောလာလေကျွန်တော်မနေ့ကလည်းသုံးသက်ထားပါเนาะအဲ့တော့ လို့သွားနိုင်ပါတော့ဗျာနော်အာနာ၃ရက်လုံးသူ့ကိုပေးထားတာကဓာရီကိုဆောင်ရွက်ဖို့ပေးထားတာနော်တမနာယူကိုပေးထားတာမဟုတ်ဘူးနော်ငင်းငယ်ဘိသူကလုပ်ဖို့ပေးထားတာမဟုတ်ဘူးငင်းငယ်ဘိသူကသူလည်းဘာမှမဆိုင်ဘူးအာနာ၃ရက်ပေးရခြင်းရဲ့ရည်ရွယ်ချက်ကနိုင်ငံမှာအခြေအနေမကောင်းဘူးအနိုင်ငံမှာဘယ်လိုဟောမလဲဆိုလို့ရှိရင်နိုင်ငံကြီးအန်ဒီရတော်ကြာနေပြီအန်ဒီရတော်နှိမ်နှင်းပေးပါဆိုတဲ့ရည်မှန်းချက်နဲ့ပေးထားတာသူ့ကိုတခါတည်းဘယ်လိုဟောမဲဆဲဖို့နေရာပေးထားတာမဟုတ်ဘူးသူ့ကိုတခါတည်းငင်းငယ်လိုပဲဆုတဲ့ဒီ နေရာဟိုဘာမဆိုတော့ဟို nomination လို့ပို့ပေးထားတာမဟုတ်ဘူးเนาะအဲ့တော့အာနာ၃ရက်ရှိတဲ့အချိန်မှာတော့ဘာမှမလုပ်နိုင်တဲ့စစ်တပ်ကအာနာတစ်ခုပဲရှိတဲ့အချိန်မှာလုပ်မယ်ဆိုတဲ့ခါကျတော့သွားပြီဗောဗျာစစ်ပွဲတစ်ခုတိုက်မယ်ဟေးဆိုပြီးဒီမှာစစ်ပွဲတွေရစစ်ပွဲတွေရချက်ချင်းရဆိုတဲ့ပုပ်စုကပေါ်လာအောင်မယ်เนาะလွတ်တော်တွေကနေပြီးတော့ဟာလူခွေးတွေအတွက်မှာတအောင်စာဖြစ်နေပါပြီဆိုလွတ်တော်တွေကတိုက်ပွဲဝင်မဲ့သူကပေါ်လာအောင်မယ်เนาะအဲ့နောက်ထပ် နောက်တော့နိုင်ငံတကာကလည်းပေါ်လာအောင်မယ်ဟာဘလို့မှစီရေးစီရဘလို့မှဖြောင်ဖြောင်တန်းတန်းဆောင်ရွက်လို့မရတဲ့အခြေအနေဖြစ်သွားပြီရွေးကောက်ပွဲပြီးမှဆိုလို့ရှိရင်တော့သွားပြီခင်ဗျားတို့လူခွင့်ရကြီးရမှလည်းအခြေခံဥပဒေကြီးရမှနိုင်ငံတကာဆက်ဆံရေးကြီးရမှနဲ့သွားပြီစစ်ပွဲအဖြစ်တော့ဖြည့်ရှင်းလို့မရတော့ဘူးခုခုတပုံတွေရရှိတဲ့နေရာကအခုရွေးကောက်ပွဲကလည်းအကဲရွေးကောက်ပွဲပြီးသွားလို့ရှိရင်လုံနိုင်တာတစ်ခုပဲရှိတော့မယ်အခုတပုံတွေတိမ့်ပိုက်ထားတဲ့နေရာတွေအတိအမှတ်ပြုပေးလိုက်ဒါပဲရတော့မယ်နော်ဒါပဲလုပ်လို့ရမှာကျန်တာဘာမှလုပ်လို့မရတပုံမနိုင်တိုက်ဖို့တော့မလွယ်ဘူးအခြေခံဥပဒေတကားကနဲ့ နော်အချိန်ခံဥပဒေတကားကားတွေကတော့ဘလို့မှတပုံကိုအနိုင်တိုက်ဖို့မစင်စားနဲ့အဲကျွန်တော်သိပါလေသူအနေနဲ့ဒီရွေးကောက်ပွဲကိုကျင်းပကျင်တာတပုံကိုအနိုင်တိုက်ဖို့ဆိုတာဆိုလို့ရှိရင်တပုံလိုချင်တာပေးဖို့ပါသူပြောတဲ့စကားတွေကိုကျွန်တော်ကျွန်တော်နားထောင်ကြည့်ရတယ်လို့ဆိုလို့ရှိရင်နော်ဧရာကပြည်သူတွေကိုလက်ချပေးပါဟုတ်ကဲ့ပါခင်ဗျစစ်ပစစ်တပ်အကြီးပိုင်းတွေရဲ့မတရားမှုကိုတဲ့နော်မခံချင်လို့ပြင်ချင်လို့လက်နက်ကင်နေတာကိုဘာဖြစ်လို့အပြစ်ပြောနေတာကိုမအောင် ဟာအဲ့ဒါကဘာကြောင့်လဲဆိုတော့စစ်တပ်ကတို့မှာเนาะစစ်တပ်ဆိုတဲ့ဒီပေါ့เนาะဟိုစစ်တပ်ကတို့အတွက်လိုအပ်တယ်ဒီစစ်တပ်ထဲမှာမကောင်းတဲ့အချက်တွေကိုပြင်ဖို့ဆိုတာတဲ့ဝင်ထုတ်ဝင်ဖို့ကကြီးလာပြီเนาะဝင်မှာမို့ဆိုတဲ့ကိစ္စကြီးလာပြီတို့ပါတော့လဲပဲခင်ဗျားတို့ဝေဝေးမကြည့်နဲ့ချန်ပီယံဆိုအလဝိတ်ချန်ပီယံတရားကိုထိုးမယ်ဆိုအဲ့ချန်ပီယံတက်တောင်ထိုးနိုင်မှာတောင်ထိုးနိုင်ပါဆိုရက်ဆက်မှာရတယ်ရက်ဆက်မှာဒီချန်ပီယံကိုနိုင်အောင်ထိုးနိုင်မှာเนาะအဲ့တော့ပညာရှင်တရားကိုစိန်ခေါ်ဖို့ဆိုသူ့ထက်တာမှရမယ် ဲ့တော့ခင်ဗျားတို့အခုကျွန်တော်တို့ရဲ့စစ်တပ်ကြီးကမကောင်းမှုတွေနဲ့လည်းပြည့်ရှိပါလေနော်မရှိတယ်ကောင်းတာတွေလည်းရှိတယ်အဲ့တော့ဒီမကောင်းမှုတွေကိုနှိမ်နင်းဖို့ဆိုလို့ရှိရင်သူ့ထက်မကောင်းမှရမယ်အဲ့တော့ PDF တွေပေါ်လာတယ်နော်တပုံတွေပေါ်ပေါ်လာတယ်စစ်တပ်ကိုတိုက်ဖို့ဆိုပြီးတော့စစ်တပ်ထက်ဆယ်ဆဆိုးတွေ ਈ ပဲရှိတယ်ဒါနိုင်ဖို့လည်းမသေးချာဘူးအဲ့တော့လက်နက်ကင်လမ်းစဉ်နဲ့အပြောင်းလဲလုပ်တာကိုကျွန်တော်တို့လုံးဝမကြိုက်ဘူးအဲ့ကြောင့်မလို့ဒီတပုံတွေအားလုံးကိုအားမပေးတဲ့အကြောင်းရင်းကအခုတပုံတွေကအာနာရှင်ကိုတိုက်ပါလေဆိုပြီးအာနာရှင်ထက်ယူတဲ့အာနာရှင်ထက်ဆိုးတဲ့ အာနာယုဘလူးဖြစ်နေတာဒါဖြစ်ရမယ်အဲ့လိုဖြစ်မှလဲစစ်တပ်ကိုနိုင်အောင်တိုက်နိုင်မှာအဲ့တော့နိုင်လဲမနိုင်ဘူးအာနာယုဘလူးကထပ်တိုးလာတယ်ဒီမှာအာနာရှင်ကကျွန်တော်တို့ဘယ်လိုကောင်းမလဲဆိုတော့အာနာရှင်ကိစ္စကရှင်းရတယ်မျိုးအဲ့ဒီအာနာယုဘလူးကတမျိုးပြည်သူကကြားရရခံရမယ်အဲ့ကြောင့်မို့လို့ကျွန်တော်အနေနဲ့ဒီလက်မှတ်ကိုင်းလမ်းစဉ်ကိုလုံးဝအာမပေးလို့ဒီ PDF တွေ KNU တွေနော်ဒီဒီစစ်သူကြောင့်အုပ်စုကိုလုံးဝအာမပေးပါဘူးနိုင်ငံရေးကိုနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းဖို့လိုအပ်ပါတယ်လို့ကျွန်တော်ပြောချင်တယ်နော် နော်မရှိမဖြစ်စစ်တက်နော်စစ်တက်ကမူတွေကောင်းတယ်လူတွေပြင်ရမှာဟုတ်တယ်နောက်ချိုချင်းနေပြောပါတဲ့လာမင်းသားမေနော်နောက်ချိုချင်းနေကောင်းပါတယ်နော်နောက်ချိုကိုတဖြည်းဖြည်းနဲ့တော့ရစ်ပြီးတော့ပတ်နေပါပြီနော်ဒါမှကြာခင်မှာနောက်ချိုကတော့အိတ်ကထရရောက်မြို့မနာဖို့ပဲအခုစဉ်းစားနေပုံရပါတယ်မြို့နာမှာကြောက်လို့ဖြစ်ပါလိမ့်မယ်စစ်တက်ကနော် တော့စစ်တပ်ကိုတိုက်မယ်ဆိုရင်စစ်တပ်တဲ့မြန်မာလူမိုက်ရိုင်းမှရမှာဘု PDF တွေပေါ်လာကြည့်လေစစ်တပ်ကိုတိုက်မယ်စစ်တပ်ထက်ဆယ်လမိုက်ရိုင်းနေအောင်တွေ့လားနော်အမြင်မတူရင်သက်တခါလေဘလိုခေါ်မလဲဆိုတော့အထက်ကပြောလိုက်တဲ့ဒီ CDM မလုပ်တဲ့သူတွေအေးအေးယူရမှာဆိုအောက်မှာ CDM မလုပ်တဲ့သူကအသက်ခံအောင်အဲ့တော့ပေါ့လို့ပဲစားတွေပေါ်ပေါ်လာတာနော်ဒါမှမဟုတ်ရှင်ပြောပြပြီလေရေခဲဟုတ်တယ်ရေခဲပဲတော်များနေရမယ်ရေခဲတွေပဲ အရေခဲကိုရေပူရမှာအခုဒီကမင်းတို့လည်းမင်းတို့ပူမှာနော်ရခိုင်ကြောင်းလည်းပြောပါအောင်ရခိုင်ကအိတ်အိတ်ကထဲကဖားပါနော်ကြိုက်တဲ့ချိန်ဖမ်းလို့ရပါလားကုံတော့ပဲဟင်းအလကားစားရကိုနင်းနေပြီကြမ်းစီနေပြီอืมเอพายน่ะละคามอဗျာကိုကလည်းအရှိဖို့အရှိတိုင်းပြောရမှာလေဗျာเนาะဟာလာကျွန်တော်ပြောရတဲ့အထက်မှာ နိုင်ငံတော်အကျိုးပြုတ်စီတာဘာမှမပေါ်ဘူးဗျာအမှန်အမှန်တရားတိုင်းပြောတာပါနော်ကုဘုံချင်းနေသိချင်းနေကုဘုံပျောက်နေတယ်ထောင်ထဲမှာလည်းမရှိဘူးနော်ကုဘုံဘယ်ချိန်ပြန်လွတ်မယ်ဆိုတာကျွန်တော်မသိဘူးဟုတ်လားကုဘုံကအခုကနိုင်ငံတော်အစ်ဖန်ခံတာလားမြန်မာနိုင်ငံကိုတချက်ကြည့်တာနဲ့မင်းတို့စစ်တပ်ကြီးရဲ့တရားဟုတ်ပါပြီနော်စစ်တပ်မိသားစုပါတဲ့မိသားစုတစ်စုလုံးမှာလက်ရှိပင်စင်စားပါတယ်တဲ့ခင်မုံဆုံးတာ6နှစ်နော် တရွာနဲ့တယောက်ပါနော်ဟုတ်တယ်မှန်တယ်စစ်တပ်ဟိုရက်စစ်တပ်နဲ့ရက်တည်ရမယ်ကျွန်တော်တို့လည်းစစ်တပ်နဲ့ပဲရက်တည်ရမှာပါနောက်တစ်ဖက်ဘက်ကနိုင်မရရမယ်တဲ့ဘဘကြီးကဘယ်လိုလဲတဲ့ညံသုံးမပေါ့ဘဘကြီးမနိုင်ပါဘူးအဲမနိုင်ဘူးဆိုဒီလိုပါဒီနိုင်ငံရေးအခင်းချင်းအခြေအနေတွေကိုသူဘာမှဆောင်ရွက်နိုင်မှာတော့မဟုတ်ဘူးလက်ရှိအခြေအနေတွေကောင်းအောင်သူဆောင်ရွက်နိုင်မှာမဟုတ်ပါဘူးနော်သူ့ရဲ့လုပ်နိုင်တဲ့အတိုင်းအတာမှာလည်းအကန့်အသတ်ရှိပါတယ် စစ်တပ်ကသူ့နေရာသူမနေဘူးလေမှန်တာပေါ့စစ်တပ်ကသူ့နေရာသူနေရမှာနော်အဲ့မှန်လားရခိုင်ကအိတ်ထဲဖားပါလို့ကျွန်တော်ပြောပြပါမယ်နော်ကြောက်ပြူကြောက်ပြူရေခဲနော်ပန်းနုလိုက်မရှိမှကောင်းမှာအခုချိန်ထိနိုင်အောင်မတိုက်နိုင်တာအံ့ဩပါအံ့ဩပါအဲ့တော့လေခုမှနိုင်အောင်မတိုက်နိုင်အောင်ပို့တာဗျာခင်ဗျားတို့တသက်လုံးနိုင်အောင်မတိုက်ခင်နိုင်ခဲ့ပါဘူးဘယ်သူဘယ်သူမှလည်းမနိုင်ခဲ့ပါဘူးနော် ဒါတခုရရှိတော့ဗျာ KNU အနေနဲ့ကအဲကော်သူလေးအစိုးရတွေပါထထောင်လာပြီဆိုတဲ့ခါကြတော့ခင်ဗျားတို့ဘဘကြီးနော်ရဲ့ဒါသဘောကောင်းမှုတွေကြောင့်သူတို့ထောင်ရဲတာပါကမ္ဘာအေးရနော်တဲ့စိတ်တူလာပြီတဲ့စိတ်ဆိုးလာအရင်ကြောက်တယ်ရေခဲ့ပြီတဲ့အဲဟုတ်ပြီမင်းကောင်းမှုရေးကြစမ်းအာကောင်းမှုပြော ်ငါကမှဖတ်ရတဲ့ခါကြရတယ်။ဘာလဲလဲ။ကောင်းဖတ်မင်းလေးစားရေးငါကောင်းလေ။ကိုကလည်းလေးစားဖတ်ပေးနေရအောင်နော်။ပောက်ပြမင်းနဲ့ပောက်ပြရေးဖတ်ဖို့မသိကြအောင်ဆောင်းလိုက်မယ်သော။ကောင်းရေးတဲ့ကိုဘုံကရှိုးဝခံထားရလို့သိရမှန်တာပေါ့။အဲ့ဒါအင်္ဂလိပ်လိုရေးတယ်။ဟွန်း။ကဲဟုတ်ပါပြီ။အဲ့တော့ဒီနေ့ခင်ဗျားလည်း ျွန်တော်လည်းဒီပေါ့ဟိုဇင်ထွန်းလေးရဲ့မရိမှုကိုလိလိုက်လိလိုက်နဲ့စစ်တက်ကဘာကြောင့်ကြာရှုံးနေရလဲဆိုတော့ကျွန်တော် model ယူပြီးတော့ဟိုနိုင်ရှင်ပြီးသိလာတယ်ပေါ့နော်နိုင်အောင်တိုက်ရင်ကြည်ကြည်မှကြောက်လို့ညားနေတာအသိမှန်နဲ့မျက်မျက်ရေးတာနော်ဘယ်ကမျက်မျက်လဲတော့မသိဟုတ်ပါပြီအဲ့တော့အာခင်ဗျားတို့သိလိုက်မယ်နော်အဲအစ္စရေးကအီရန်ကိုတိုက်တယ်လို့မျိုး ကြေထွက်သွားအောင်လုပ်နိုင်တဲ့အစွမ်းရည်စစ်တပ်မှရှိတယ် နော်အီရန်ကလည်းအစ္စရေးကိုကြည်အောင်လုပ်ရတဲ့စွမ်းရည်ရှိတယ်ထို့တူပဲမြမတက်မတော်ကလည်းမြမတနိုင်ငံလုံးအဲ့လိုကြည်ထွက်သွားအောင်လုပ်နိုင်တဲ့စွမ်းရည်ရှိတယ်နော်စွမ်းရည်ရှိတယ်မြို့နာပြည်နာမှာဆိုတဲ့အတွက်ကြောင့်မို့လို့စစ်တပ်ကညှာနေတာဆိုတော့ကျွန်တော်တို့ဒါပြောလို့ရတယ်ခင်ဗျားတို့ဝေးဝေးမကြည့်နဲ့ဗမော်မြို့ဆိုကြည့်လိုက်ခင်ဗျားတို့မြို့ကတကယ်ဂါဇာလိုဖြစ်သွားတာနော်ပျက်စီးသွားတာကောင်းစားလာဟာမြန်မြန်လေးပါလာပြီ ဖခင်ကလည်းလေစိတ်ထည်လည်းမြစ်ပါလေကောင်းမှုပြောကြပါလို့ပြောနေမြများပါပါလေနော်မအေးဝင်းစီစဉ်တဲ့ကြောက်ပြူမျိုးအခြေအနေလေးတဲ့ကြောက်ပြူမျိုးအေးစစ်စစ်ရေခဲပါနော်ယုံကြည်နေရပြီစိတ်ချနေရပြီနော်ကြောက်ပြူမျိုးအေးစေးပါမင်္ဂလာပါကောင်မောင်နဲ့ဒီလောက်လုံးဦးမင်း online အမျိုးတွေမပါသေးလို့ပါအဲဦးမင်း online ကြီးကလည်းခက်တယ်ဗျာနော်အဲဘယ်လိုခေါ်မလဲဆိုတော့ ခတ်တာက तू မလုံနိုင်တဲ့ तू စင်တနာလည်းကောင်းပါလေเนาะ तू မလုံနိုင်တဲ့အရာတခုကိုသူ့ကိုယ်သူယုံကြည်နေတာတော်တော်ဆိုးတယ်မြန်မာနိုင်ငံက तू မမဟုတ်ဘူးဘသူမှမလုံနိုင်ဘူးเนาะဘသူမှဒေါ်အောင်ဆန်းစုကြည်လည်းမရဘူးเนาะဘသူမှလုံနိုင်တဲ့နိုင်ငံမဟုတ်ဘူးဒါပေမဲ့ဘလို့ခေါ်မလဲနေရာလေးပါလေအလှည့်ပြောင်းပေးပါစိတ်သက်လူသက်နဲ့နိုင်ငံအသက်ကိုထူထောင်ပြစေဟဟလား ဒီမျက်နာပဲတစ်ချိန်လုံးမြင်နေရမကောင်းသေးလေးနှစ်ရှိပြီကဘာသူဘာမှလည်းမလုပ်နိုင်ဘူးဗျာဒီကြားထဲသမရရာလို့ထပ်ယူလို့ရှိရင်နိုင်ငံကကျွန်တော်မေကျွန်တော်ညီမလေးတယောက်ပြောပါတယ်အခုရေးတဲ့အချိန်နေပါထူးလေတဲ့အချိန်နေထူးတယ်ဗါလဲဦးမင်းအောင်လည်းသမရထပ်ယူမယ်အဲ့တော့အဲ့ခါမှလည်းဗာပြောလဲဆိုတော့ကောင်းတော့ဗောအကိုရေးတဲ့လူတွေလည်းဟိုအတန်းရောက်တာအတော်ဆိုးတယ်ခုလည်းစသားလေးစူးစောင်းနေတာတဲ့ AR လည်းကြည်လာပြီတဲ့နော် ။အာဂျီလဲစစ်သားတွေစုဆောင်းတဲ့ ARV လဲခြေလာပြီနော်။ကျွန်တော်တို့ကအဲစစ်သားစုဆောင်းရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီပေါ့နော်ကျွန်တော်အပြစ်ရှိသူခံစားရတယ်ဗျာ။ကျွန်တော်ကိုမမောင်အပြစ်ရှိသူလို့ခံစားရတယ်နော်။ကောင်းအောင်နေတဲ့နိုင်ငံရေးတွေပါဆက်မပြောဘဲနဲ့အေးစစ်အနားယူလိုက်ခြင်းဒီကကြရယ်။ဒါမဲ့လေဟာငါဒီကိစ္စတွေပြောထားတာပဲငါ့မှာဖြည့်ရှင်းဖြည့်ရှင်းနေရတာနဲ့ကိုကျွန်တော်မှာအချိန်ကဘာကြောင့်လဲဆိုတော့ဟိုစစ်မှုထမ်းတွေစခေါ်တဲ့အချိန်မှာကျွန်တော်တို့ကိုယ်တိုင်မဲတာအာပေအာမြောက်လုပ်ပြီးတော့ပြောခဲ့တာ တကယ်ကြံစစ်မှုန်းနေရသူအချိန်ပြည့်လို့ထွက်ရမယ်ဆိုတာကြာဘယ်သူမှမထွက်အောင်အကျွန်တော်တို့ကအပြောဝိုင်းပြောပြတဲ့အတွက်ကြောင့်မဟုတ်ဘူးဗျာကျွန်တော်လည်းအတိုင်းသာ social influencer ဆိုတော့လူမှုရေးအဖြစ်အာကျွန်တော်တို့ဒီဩဇာတိတ်ကမလေးအတိုင်းတာတစ်ခုတည်းရရှိပါတယ်နော်